မဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာကျော် investor ဖြစ်တဲ့ Warren Buffett ရဲ့အယိုးရှင်ဆုံး investment လုပ်တဲ့မှတ်တပ်၃ခုကိုကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးပါမယ်နံပါတ်တစ်ခုကတော့ရေရှည်လက်ကန်ရင်းနှီးမြှုပ်နှံမှုလုပ်ခြင်းပါကျွန်တော်တို့အနေနဲ့ stocks တစ်ခုကိုဝယ်ပြီဆိုလို့ရှိရင်ဒီ stocks ကအလားအလာရှိလို့ကိုကယုံကြည်လို့ဝယ်ရတာဖြစ်တယ်။အဲဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အခု လက်ရှိဈေးနှုန်းကျနေတယ်ဆိုပေမဲ့ဈေးနှုန်းအနည်းငယ်တက်လာတဲ့အခါမှာလူတွေကစိတ်လှုပ်ရှားကြတယ်။အာငါအမျက်ထုတ်တဲ့အချိန်ရောက်ပြီဆိုပြီးတော့ဆိုတော့ကွာဆော့ဆော့ဆစ်ဆစ်နဲ့ဒါကြီးကိုရောင်းထုတ်လိုက်ကြတယ်။ဒါပေမဲ့ဒီ stocks တစ်ခုကကိုယ်လည်းယုံကြည်မှုရှိပြီးတကယ်လည်းတန်ဖိုးရှိပြီးဆိုလို့ရှိရင်သူဒီ ရေရှည်နာကတ်မှာပို့ပြီးတော့အကျိုးမြတ်ဖြစ်ထွန်းနိုင်တယ်လားလာပို့ပြီးတော့ရှိနိုင်တယ်ဆိုတာကိုကျွန်တော်တို့ကတက်ဆက်တဲမှာယုံကြည်မှုပေးထားရမှာဖြစ်တဲ့တော့ကြောင့်မလို့ဒီဟာကိုရေဒိုကာလမှာအကျိုးမြတ်ထုတ်တာမဟုတ်ဘဲနဲ့ရေရှည်ကာလမှာအကျိုးမြတ်ထုတ်ပြီးတော့ရယူတတ်တဲ့အကျင့်ကိုကျင့်သုံးရမှာဖြစ်ပါတယ်။ဒါပေမဲ့နေ့ချက်နေငယ်ကတော့ဒီမျိုးနံမှုလုတ်တဲ့အခါမှာကိုးနားလေတဲ့ asset class တွေကိုပဲကျွန်တော်တို့ကလုတ်ပါတယ်။အဲ့တော့ stocks တမားကလည်း stock အကြောင်းကိုနားလေတဲ့အတွက်ကြောင့်မလို့ပြီးတော့ air stocks ထဲမှာမှာမျိုးစားအများကြီးရှိတာပေါ့နော်။ဒါ tech stocks တွေဖြစ်မယ်။ဒါကျွန်တော်တို့ manufacturing stocks တွေဖြစ်မယ်။အဲတချို့သော service တွေပတ်သက်တဲ့ stocks တွေဖြစ်မယ် crypto မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ cryptocurrency တွေအများကြီးရှိတယ် bitcoin ethereum bnb solana အဲ့တော့ကိုးနားလေတက်ကြွနားတဲ့ cryptocurrency တစ်ခုဒါမှမဟုတ်လို့ရှိရင်ကိုးနားလေတည်မြင်ထားတဲ့ stocks တစ်ခုကိုတေချာပိုက်နိုင်ပြီဆိုတော့မှဂျင်းနီးမြုံနယ်မှာလောက်ပါ ကျွန်တော်ရဲ့ channel ထဲမှာလူများစုလာမိကြကျွန်တော်မလုပ်ရမလဲပေါ့ဒီကကောင်းလားဟိုကကောင်းလားအဲ့တော့ကျွန်တော်တို့အနေနဲ့မိမိကြိုက်နှစ်သက်တဲ့ stocks တွေ crypto တွေကိုရွေးချယ်တဲ့နေရာမှာကိုယ့်ရဲ့ထားနိုင်တဲ့ risk နဲ့တောင်းနေတောင်မတူဘူးဥပမာဆိုကြပါဆိုနော်ကျွန်တော်က risk ယူရတာကြိုက်တယ်လို့ဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်တဲ့ stocks တွေကပို့ပြီးတော့အတက်ကြာနေမြင်ကြားလိမ့်မယ်ဒါပေမဲ့အခြားတစ်ယောက်ကတော့အဲ့လိုပုံစံတိုင်းလိုက်ပြီးတော့တူညီနိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်လို့ရှိရင်ကျွန်တော်တို့ဒီ stocks ကကောင်းတယ်ပေါ့နော်ဒီ crypto ကကောင်းတယ်ပေါ့နော်ပြောလိုက်ပေးမယ်အခြားတစ်ယောက်အနေနဲ့ဒီလိုမျိုး risk တွေကိုမယူနိုင်တဲ့အခါမှာဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်နိုင်တယ်။အဲ့အတွက်ကြောင့်မလို့ယင်းမျိုးနမှုလုပ်တဲ့အခါမှာနံပါတ်2အရေးကြီးဆုံးဝိသေသအနေနဲ့ကိုနားလေတဲ့ asset class တွေကိုပဲယင်းမျိုးနမှုလုပ်ပါ။နံပါတ်3ချက်ကတော့ဈေးတင်နေတဲ့အချိန်မှာဝယ်ပါ။တနည်းအားဖြင့်ပြောလို့ရှိရင်တော့ value ရှိတဲ့ stocks တွေဈေးကျရဆိုလို့ရှိရင် buy the dip လုပ်ပါလို့သူကယင်းနနာဖြစ်ပါတယ်။ကျွန်တော်တို့အခုလက်ရှိမှာပြီးခဲ့တဲ့ ်တမလတော်နေထွန်းတက်လာတဲ့ color တခြားပေါ့နော်ဇန်နဝါရီမှာတက်လာပြီးတော့သူ March April May လောက်မှာအခွန်နှုံထားပြုပြင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူထုတ်ပြန်လိုက်တဲ့အချိန်မှာ stocks တွေရော cryptocurrency ရောဈေးကျအဲ့ဒီအချိန်ရောက်တဲ့အခါမှာအခွင့်အရေးကိုဖန်ဆောင်နိုင်တဲ့လူတွေကအခုလက်ရှိချိန်မှာဆိုလို့ရှိရင်တို့ရဲ့ portfolio တွေက25ရာခိုင်နှုန်း50ရာခိုင်နှုန်းဒီပါအကျိုးမြတ်ရရှိတာတွေ့ရတယ်။ဒါပေမဲ့အဲ့လိုအခြေအနေမျိုးမှာဈေးဆက်ကြမယ်ဆိုပြီးတော့ကြောက်ရွံ့ပြီးတော့မဝယ်တဲ့လူတွေကတော့အရှုံးနေနဲ့ရင်ဆိုင်ရပြီးတော့ဥပမာလက်ရှိပိုင်ဆိုင်ထားတဲ့ stocks တွေကိုလည်း ကြောက်ရွံ့ပြီးရောင်းပြီးဈေးကွက်တွေကလည်းနှုတ်ထွက်သွားတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီ cryptocurrency တွေဒီ stocks တွေဒီ asset တွေကကျွန်တော်တို့အတွက်တန်ဖိုးရှိတယ်အနာဂတ်မှာလည်းအလားအလာရှိတယ်ဆိုတာသိထားတယ်ဆိုလို့ရှိရင် ီလိုမျိုးအရာတွေဈေးနှုန်းကျလာတဲ့အချိန်မှာကျွန်တော်တို့ဝယ်ယူဖို့ဝင်မလေးပါနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့မကြောက်ရွံ့ပါနဲ့ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့မိတ်ဆွေတို့အနေနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အခါမှာကမ္ဘာကျော်ဘီလီယံနာတထေးကြီး Warren Buffett ချင့်သုံးတဲ့ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့မက်သတ်၃ခုကိုကျွန်တော်ဒီဗီဒီယိုလေးမှာ share လုပ်ပေးသွားတာဖြစ်ပါတယ်အခုလိုမျိုးဘုသူတရရပွဲဗီဒီယိုလေးကိုမိတ်ဆွေတို့အစီအမံပြန်နားဆင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်တော့လို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လဲဆောတွေ့ပါမယ်